အားလုံးမင်္ဂလာပါ77 Sports ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Liverpool နဲ့ Greenwood တို့ရဲ့ Cinderella ဇာတ်လမ်းအခင်းကျင်းဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပါဟုတ်ဒါ Liverpool အနေနဲ့ဆိုလို့ရှိရင်ပေါ့နော် Greenwood ကိုရွေးချယ်လို့လည်းရတယ်ရွေးဟိုမရွေးချယ်လို့လည်းရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Greenwood နေရာမှာဆိုလို့ရှိရင်လက်ရှိမှာ Nico Williams ဖြစ်တယ် Rodrigo ရှိတယ်ပေါ့နော်ဒါသူထက်အနမယ်ကြီးပြီးတော့သူထက်ခြေစွမ်းလည်းကောင်းတယ်လို့ပြောလို့ရမှာပေါ့လေအဲ့တော့ဈေးလည်းကြီးတယ်ပေါ့အဲ့လိုမျိုး ကစားသမားတွေကိုသူတို့ခေါ်လို့ရတယ်ဒါပေမဲ့ green wool ကတော့သူတို့အတွက်ဆိုလို့ရှိရင်တော့ဈေးနည်းမယ်ပြီးလို့ရှိရင်အာ defense အဝင်ကတယောက်လည်းဖြစ်မယ် premier league တွေနဲ့အသားကျမယ်ဆိုလို့ရှိရင်တော့ green wool ဒီတော့ရွေးချက်စရာတစ်ခုအနေနဲ့ကြံသေးတာပေါ့ဒါပေမဲ့ green wool ဘက်ကကြည့်မယ်ဆိုရင်တော့အဲ့လိုမဟုတ်ဘူးအာပြောမယ်ဆိုလို့ရှိရင် cinderella လိုပဲဟို mena league က cinderella ကိုမလိုအပ်ဘူးပေါ့ဒီတိုင်းပဲရွေးချင်တပါဆိုရွေးသွားတာပေါ့ cinderella league ကတော့ mena ကိုလိုတယ်ပေါ့ဒီလိုမျိုးပုံစံပေါ့ဘာဖြစ်လို့လဲဆိုတော့ခုနပြောသူမျိုးပဲဟို မန်ချက်စတာယူနိုက်တက်ကိုမီဒူရီအနေနဲ့သဘောထားမယ်ဆိုလို့ရှိရင်ဆိုကြပါစို့မီဒူရီကအိမ်မောင်းအနေကန်ချလိုက်တယ်ပဲထားအာဂီတာဖရီတို့မာဆေးတို့မှာပြန်ရောက်လာတယ်ထိတ်တန်အတင်းကြီးရောက်ဖို့အတွက်ဆိုလို့ရှိရင်ထိတ်တန်အတင်းကြီးတတင်းကသူ့ကိုစိတ်ဝင်စားပြီဆိုလို့ရှိရင်သူ့အတွက်ဒါကစင်ဒရယ်လာဆက်လိုက်မယ်လို့ပြောလို့ရတယ်ဒါဟိုဘယ်လိုပြောမလဲ green wood အတွက်ဆိုလို့ရှိရင်တော့ထိပေါက်တာပေါ့နိလည်းပြောမယ်ဆိုလို့ရှိရင်တော့မနစ်ကဆိုလို့ရှိရင်တော့ barcelona စိတ်ဝင်စားတယ်ဒါပေမဲ့ barcelona ကဝယ်မယ်ဆိုပြီးတော့တော့မဖြစ်သွားခဲ့ဘူးပေါ့နော်လက်ရှိ လေဘဘူးဆိုလို့ရှိရင်လည်းစိတ်ဝင်စားတယ်ဒါပေမဲ့ဝယ်မယ်ဆိုပြီးတော့အတန်ကြီးကြားနေရတယ်ဆိုရင်လည်းတိတ်တော့တေးစားသေးတဲ့အနေထားမဟုတ်ဘူးဒါပေမဲ့လေဘဘူးသာဝယ်လိုက်မယ်ဆိုလို့ရှိရင် green wood အတွက်နောက်ထပ်သူဒီထိတ်တန်း level ကိုပြန်ရောက်နိုင်တဲ့အနေထားမျိုးမှာရှိတယ် Manchester United မှာဆိုရင်သူဒီ potential ပဲရှိခဲ့တာဟိုပြောမယ်ဆိုလို့ရှိရင် class တစ်ခုတော့ရှိတယ်ဆိုတော့ညာလည်းပဲဟိုလိုမျိုးကမ္ဘာအကောင်းဆုံးရဲ့ပါလို့တော့မဟုတ်ဘူးအဲအခုမာစီမှာဆက်နေနေမယ်ဆိုလို့ရှိရင်လည်းသူကမ္ဘာအကောင်းဆုံး level ကိုရောက်လာမှာမဟုတ်ဘူးဒါလည်းသူပိုတိုင်းသိတယ်ဘာဖြစ်လို့ဆိုတော့မာစီဒီအလေအလတ်အတင်းဖြစ်နေရတော့ကြောင့်မဟုတ်ဘူးတို့တော့ညာလည်းပဲ Liverpool ကို ောင်းလိုက်မယ်ဆိုလို့ရှိရင်တော့အခြေအနေရတမျိုးတဖုံပြောင်းလဲသွားနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့လီဗာပူးဒီချန်ပီယံဖြစ်ခဲ့တဲ့အနေအထားမျိုးနောက်နှစ်ဆိုလို့ရှိရင်လည်းချန်ပီယံမှာချိန်ချောင်းနိုင်တဲ့အနေအထားမျိုးဘာဖြစ်လို့လဲဆိုတော့အခုအလက်ဇန္ဒားအာနိုထွက်သွားတယ်။အဲဟိုဘယ်လိုပြောမလဲအတင်းကရုပ်ရော့သွားမယ်လို့ထင်ထားရတယ်ဆိုမြင်အလက်ဇန္ဒားအာနိုထက်မနှဲတဲ့ ဟိုဘယ်လိုရှိရင်အလက်ဇန္ဒားအန်ဒူထပ်ပို့ပြီးတော့အောင်ကောင်းနိုင်တဲ့ friend ပေါင်းကိုခေါ်ထားတယ်။အတက်ရရတယ်အတူတူတော့ပဲငယ်သေးတယ်ချိန်ဆန်းထက်တယ်ပြီးလို့ရှိရင် attacking sequence အရင်ကောင်းတယ်ဘူးလုံးရလည်းပဲအာ friend ပေါင်းကအန်ဒူထပ်ပို့ပြီးကောင်းတာတော့ defensive forward ပါ friend ပေါင်းဒီအန်ဒူထပ်ပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်။အရင်ကောင်းနေတာမျိုးတော့မဟုတ်ပေမဲ့အန်ဒူထပ်တော့ပို့ပြီးတော့စိတ်ချရတယ်ဆိုတဲ့သဘောတရားမျိုးပေါ့။အဲ့တော့ဖြစ်တဲ့ခြေရှိတာကြီးဆိုကြပါစို့အန်ဒူထပ်တော့မှပို့ပြီးတော့ကောင်းသွားနိုင်ခြေရှိတဲ့အနေအထားမျိုးအဲ့တော့ လူတယောက်ထွက်သွားပြီဆိုလို့ရှိရင်လီဗာပူးဒီလူတယောက်ကိုကောင်းကောင်းပြန်ဖိနိုင်စွမ်းရှိတယ်။လက်ရှိအချိန်မှာဆိုလို့ရှိရင်ဆာလာကဆာလာရဲ့အနာဂတ်ပြီးလို့ရှိရင်ဆာလာရဲ့ retirement ဒီမကြခင်မှာလာတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုရွေးနေတဲ့အချိန်မှာ greenwood ဒီလည်းလီဗာပူးအတွက်ဆိုလို့ရှိရင်တော့မမှားတော့ရွေးချယ်မှုပဲပေါ့နော်။မှန်တဲ့ရွေးချယ်မှုလို့ကျွန်တော်မပြောချင်ဘူး။မမှားတော့ရွေးချယ်မှုပဲ။ဘာလို့လဲဆိုတော့သူထပ်ပိုကောင်းတဲ့ရွေးချယ်မှုတွေရောရှိသေးရအောင်။ဒါပေမဲ့ greenwood အတွက်ဆိုလို့ရှိရင်တော့ premier league မှာ champion ဖြစ်သွားနိုင်တယ်။ပြီးလို့ရှိရင် champion league ကိုလည်းနှစ်စဉ်တက်ပြီးတော့ဟိုပြောလို့ရှိရင်ဖလားယူဖို့ Real Madrid နဲ့ Man City ပြီးလို့ရှိရင်သူဒီအချိန်ရှောင်းနိုင်ဆုံးပဲဖြစ်တဲ့အတွက်ကြောင့်မို့ဒါအခုဆိုရင်တော့ Barcelona ပေါ့ Real Madrid Barcelona Liverpool Man City ဒီဒါပြောမယ်ဆိုလို့ရှိရင်တော်တော်လေးကိုချိန်ရှောင်းနိုင်တဲ့ပုံစံသဘောမျိုးမှာရှိတဲ့အတွက်ကြောင့်မို့ Greenwood အတွက်ဆိုလို့ရှိရင်တော့ဒါဒီ Fantasy ပဲသူအတွက်ဆိုလို့ရှိရင်တော့ပြောင်းရမယ်ဆိုလို့ရှိရင် Greenwood လည်းကျွန်တော်ကတော့ပြောင်းနိုင်မယ်လို့ထင်တယ်သူဒီ Premier League ကိုအခြေမချချင်တော့ဘူးလို့ပြောထားတယ်ဆိုတော့ညာလည်းပဲတကယ်တမ်း Liverpool ကကမ်းလန်းမယ်ကစားသမားကိုလည်းအာဘာမှတော့ပြောစရာမလိုပါဘူး Liverpool ပုံစံအတိုင်းလေးပဲသွားတယ်ဆိုရင်တော့ Greenwood ဒီအာ ပျော့ပျော့ရွှင်ရွှင်ကိုရောက်လာလိမ့်မယ်လို့တော့ထင်တယ်။ဒါဒီဟိုဒါဘီနဲ့မဆိုင်တော့မန်ချက်စတာယူနိုက်တက်ကသူ့ကိုကန်ထုတ်လိုက်တာ။သူဒီလီဗာပူးသွားလို့လေသူ့ကိုအပြစ်ရှိပါတယ်လို့မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကပြောမှမဟုတ်ဘူးလို့ထင်တယ်။အဲ့တော့ဂရင်းဝုဒ်ဆိုလို့ရှိရင်တော့တကယ်ကောင်းတဲ့ chance ရှိပဲ။အဲလီဗာပူးကပဲသူ့ကိုအခွင့်အရေးပေးမလားဆိုတာပဲစောင့်ကြည့်ရမှာပေါ့လေ။ဟုတ်ကဲ့ပါဆိုတော့အခုဆိုလို့ရှိရင်တော့ Liverpool နဲ့ Greenwood တို့ရဲ့ဆင်နွဲလာဇလန်အခင်းချင်းဆိုတဲ့ topic နဲ့ပတ်သက်ပြီးဆွေးနွေးကြတာပါ tissue အပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်